Binance လိုမျိုး interface လဲရင်းနှီးစေရမယ်။ BNB ကိုမမီလိုက်တဲ့သူတွေအတွက်အခွင့်အရေးတစ်ခုလဲဟုတ်တယ်။ကျွန်တော်တို့မြန်မာကိုလည်း reward တွေလုပ်ပေးနေတဲ့ exchange တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Bigget ဆိုတဲ့ exchange ပါပဲ။ဒီ video ထဲမှာ Bigget exchange ကဘယ်လိုစတင်ခဲ့တာတွေ BGB ကဘာလို့ဒုတိယ BNB လို့ပြောတာတွေကို video ထဲမှာပြောပြပေးသွားမှာမလို့ video ကိုစောင့်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ Hello guys Salano ရဲ့ဆိုင်းပါ။ ဘေးကပ်ကို2018မှာစတင်တည်ထောင်ခဲ့ပါတယ်ပထမဦးဆုံးတည်ထောင်တဲ့နေရာကတော့တရုတ်ရှန်ဟိုင်းဖြစ်ပြီးအဲ့ဒီချိန်မှာ Binance OKX တို့ကကမ္ဘာအကြီးဆုံး exchange တွေဖြစ်နေပြီးပါပြီဘေးကပ် founder တွေကငါတို့တခုတော့မတူတာလုပ်ရမယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြပြီးတော့အစပိုင်းမှာ future trading ကိုအဓိကထားခဲ့ကြပါတယ်နောက်ပိုင်းစင်ကာပူကို headquarter ပြောင်းသွားပြီးတော့ global အဆင့်ကိုကြော်တက်ခဲ့ပါတယ် ဘစ်ကက်ကိုနာမည်ကြီးစေတဲ့အရာကတော့ copy trading ပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။သင်ကအခုမှ beginner technical ချက်တွေ၊ကန်တယ်တွေ၊ RSI တွေ၊ MACD တွေအကုန်လုံးမသိသေးဘူး။ဒါပေမဲ့ top trader တယောက်ရဲ့ strategy ကိုတိတိကျလိုက်လုံနိုင်ရဆိုရင်ကောအဲ့ဒီချိန်မှာ big cat က copy trading ကိုမိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။အခုတော့ big cat မှာ top trader ပေါင်း3000ကျော်ရှိပြီးတော့ user ပေါင်း9000ကျော်က ီ top trader တွေရဲ့ strategy တွေကို လိုက်ပြီးတော့လုပ်နေကြပါပြီ။ဒီတော့ beginner တွေအတွက် picket ကအားကိုးရာလူတစ်ယောက်လိုဖြစ်နေပါတယ်။ Okay ဒီတော့ picket ရဲ့ future market အကြောင်းနည်းနည်းတော့ပြောလိုက်ရအောင်။ picket ရဲ့ future market ကသုံးလို့ရတာတွေအများကြီးရှိပါတယ်။ leverage 125%စသည်သုံးနိုင်ပြီးတော့ cross margin, isolate margin စတဲ့နှစ်မျိုးလုံးကို support လုပ်ထားပါတယ်။ future trade ဖို့အတွက် pair ရလဲ130ထက်မနည်းရှိလာကြောင်း ကိုထွက်ရှင်တဲ့ coin ကို trade လို့ရပါတယ်ဒီ pair 130ကျော်က Binance တို့လို OKA Cloud တို့လို့တော့မများပါပဲဒီအရေးကြီးတဲ့နာမည်ကြီးတဲ့ coin တွေပါပြီးသားမလို့ကိုက ACC big cap မှာ trade လို့ရပါတယ်ဒါပေမဲ့ future ကအမြန်အမြတ်ရနိုင်တယ်လို့အမြန်ဆုံးဆုံးရှုံးနိုင်တဲ့နေရာဖြစ်တာကြောင့်မလို့ do your own resource လို့ပြောချင်ပါတယ် big cap မှာ stop loss တွေ take profit တွေ trading story စတဲ့ risk management tool တွေပါထည့်ပေးထားပါသေးတယ် spot trading က big cap မှာတခြား exchange တွေလိုပဲအခြေခံပါတဲ့ feature တစ်ခုပါတင်ရ ETH BTC USDT တို့ကိုဝယ်ရောက်နိုင်တယ်လို့ coin this list လို့ရှင်လဲ big cap ရဲ့ spot trading မှာအမြန်ဝယ်နိုင်ပါတယ်အထူးသဖြင့် earn program earn program မှာကတော့ flexible saving fixed staking dual investment တွေပါဝင်ပြီးတော့တင်ရ trader တယောက်မဟုတ်ပဲ investor ဆိုရင်ဒီအပေါ်ကပြောသွားတဲ့ earn program တွေမှာ passive income ရနိုင်ပါတယ် ဘေးကက်ဆိုတဲ့ HR စတင် launch လုပ်ပြီးတော့၃နှစ်အတွင်း top 5 future HR ဖြစ်လာခဲ့ပါတယ်။ဒါအပြင်2022မှာ Lionel Messi နဲ့ partnership စာချုပ်ချုပ်ဆိုလိုက်ပါတယ်။တကယ် football legend တယောက်နဲ့ crypto HR တခုပူးပေါင်းသွားတာကတကယ်ကိုဆရာကြတဲ့ marketing strategy တခုဖြစ်ပါတယ်။နောက်တစ်ခုက POR proof of reserve FTX က down နေတဲ့အချိန်မှာ crypto industry တခုလုံးကလှုပ်ခါနေခဲ့ပါတယ်။ ဲ့ဒီချိန်မှာဘေးကက်ကအရန်ကိုတိကျလို့နဲ့ POR Proof of Reserve Report ကို publish လုပ်ပေးခဲ့ပါတယ်။ဒါကြောင့် user တွေကဘေးကက်ကိုယုံကြည်စိတ်ချခဲ့ပါတယ်။ဒါအပြင်ပေကက်ရဲ့ native coin ဖြစ်တဲ့ BGB ကလည်း0.1ဒေါ်လာ0.2ဒေါ်လာလောက်ပဲရှိတာကနေ8ဒေါ်လာဝင်းကျင်ထိတက်သွားတာကြောင့် BGB ကင်ထားတဲ့သူတွေအပါအဝင် beginner တွေနဲ့တခြားသူတော်တော်များကလည်းပေကက်ကိုစိတ်ဝင်စားမှုများပြားလာခဲ့ပါတယ်။ပေကက်က SAFU fund ဆိုတဲ့ big exchange တစ်ခုဖြစ်သွားခဲ့ရင် user တွေကို cover လုပ်ပေးမဲ့ insurance fund တစ်ခုထားထားပါတယ်။နောက်ပြီး crypto wallet တွေထဲမှာ access အများစုကို ထားထားပြီးတော့ KYC 2FA security ဘိုင်းကိုလည်းအလွန်အရေးထားထားပါတယ်။ဒီအတွက်ကြောင့် big cat က beginner ရဲ့အတွက်လုံခြုံစေတယ်။ professional trader တွေအတွက်လည်း efficient ဖြစ်တာကိုသုံးကြည့်လို့ရှင်တွေ့ရပါလိမ့်မယ်။ဒါဆိုရင်ဘာကြောင့် big cat ကိုလူတွေကသုံးကြတာလဲ။ လူတွေကပစ်ကတ်ကိုသုံးကြတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ဒီထက်ကမှအရေးကြီးဆုံးအကြောင်းအရာတွေကတော့ပစ်ကတ်မှာ fee နဲ့တယ် crypto trading ကနာမည်ကြီးတယ် user interface ကလည်းသုံးရတာလွယ်ကူတယ် project အသစ်တွေအမြန် launch လုပ်ပေးပြီးတော့ user တွေကို reward ပြန်ပေးတာလည်းရှိပါတယ်ဒီပစ်ကတ်အချင်းကတင့်တွက်တင့်တော်မလားမတင့်တော်ဘူးလားတင်ကအခုမှ crypto ကိုစတင်လေ့လာတဲ့သူဒါမှမဟုတ် trading ကိုလေ့လာခြင်းနဲ့ ဒါပေမဲ့ဘာမှမလုပ်တတ်ဘူးဆိုရင် bigger က copy trading နဲ့စမ်းသုံးကြည့်နိုင်ပြီးတော့ future trading မှာ leverage များများသုံးပြီး trade ကြည့်ရတဲ့သူတွေဒါမှမဟုတ်သင်က trading တွေမလုပ်ချင်ဘူး investor ပဲလုပ်ချင်တယ်ဆိုရင်လည်း and program မှာ staking တွေကို bigger မှာသွားပြီးစမ်းကြည့်နိုင်ပါတယ်။ Okay ဒီတော့ bigger အကြောင်းပြောပြီးသွားပြီ။ bigger ကိုစသုံးခြင်းနဲ့ကိုက bigger account မဖွင့်ရသေးဘူးဆိုရင် salary note ရဲ့20% discount link နဲ့ bigger account ဖွင့်လို့ရပါတယ်။ လက်နဲ့မဖွင့်တတ်ဘူးဆိုရင်လည်းဆာလန်ဒို30ဆိုတဲ့ကုတ်နဲ့အကောင့်ဖွင့်ပြီး20% discount ရနိုင်ပါတယ်။ကုတ်နဲ့ link ကိုတော့ description မှာထည့်ပေးထားတာကြောင့်ခဲလို့ဘေးကကောင့်ဖွင့်ခြင်းဒီ link ကနေသွားပြီးတော့ဖွင့်လို့ရပါတယ်။ပြီးတော့ဘေးကအကောင့်ဖွင့်လို့ရှိရင်ဒေါ်လာကနေဒေါ်လာ150အထိဘလောင်ဘာကန်ဆယ်မဲ့နိုင်လို့ရတဲ့ campaign တစ်ခုရှိပါသေးတယ်။ဒါ့ဟုတ်တော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်။အခုတော့ တော့ Facebook ပေါ်မှာတင်ထားတဲ့ post ရှိပါတယ်အဲ့ post ကိုဖတ်ချင်တယ်ဆိုရင်တော့အောက်က description မှာ link ထည့်ပေးထားပါတယ်ဒီ link ကနေသွားပြီးတော့ဒီ campaign ကိုသွားပြီးတော့ join လို့ရပါတယ်ကို့မှာ exchange account အများကြီးဖွင့်ထားရင်ကောင်းလားဆိုးလားဆိုတာကိုနောက် video နဲ့ပြန်လာခဲ့ပါမယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲ see you in the next video ပါ guys